စိတ်မှာထပ်ပြောပါမယ်စိတ်မှာအဝေးကအာယုံကိုယူတတ်တယ်အဝေးကိုသွားတယ်လို့လည်းထင်ရတာပေါ့ဗျာစိတ်ဆိုတာအဝေးကတကယ်တမ်းကတော့အဝေးကအာယုံကိုယူတတ်တာသူကဟရိယဂူထဲမှာအမြဲနေတဲ့တရားလို့ပြောတာဟုတ်ဒူရင်ကမဧကဇရတယောက်ထဲจิตစားတယ်သူနဲ့အတူတူထားလို့ရတယ်တရားမရှိဘူးပေါင်းပြီးတာဖြစ်ကြတယ်သူ့သဘောနဲ့တူတဲ့စိတ်ရဲ့သဘောနဲ့တူတဲ့တရားမျိုးပါမရှိဘူးအဲ့ဒါကြောင့်မို့ เอกสระควาอัตริดาอแทโกမရှိဘူးဘုရားတရားခရယကူထဲမှာနေတာဒါစိတ်ရဲ့သဘောအဲ့ဒီစိတ်ရဲ့သဘောပြီးတော့သဘောတရားကိုလည်းသိတယ်ဆိုတော့သဘောတရားဆိုတာအတိတ်အကာယုံအနာဂတ်အာယုံပြစ္ဆုတ်ပါအာယုံကာလသုံးပါးမှာဖြစ်တဲ့မြအာယုံအကုန်လုံးကိုဒီစိတ်ကထိလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့သဘောတရားမျိုးစုံကိုထိလို့ရတဲ့ သဘာဝတရားတစ်ခုစိတ်ဆိုတာသဘောတရားမျိုးစုံကိုထိလို့ရတဲ့သဘာဝတရားတစ်ခုပဲသူကငါဟာမဟုတ်ဘူးသူစိတ်ငါစိတ်မဟုတ်ဘူးသဘောတရားမျိုးစုံကိုထိလို့ရတဲ့သဘာဝတရားတစ်ခုပဲရှိတယ်အဲနောက်တစ်ခုကသဘာဝတရားဆိုတဲ့ဓမ္မယုံဆိုတဲ့ဟာလည်းပဲစိတ်ကိုထိလို့ရတဲ့အာယုံနေရာမှာပဲတည်တယ်ကျန်တာဘာမှမလုပ်ဘူးနော် ကောလုတ်တယ်လို့ထင်ပြီးတော့ဒီဟာတွေအကောင်လုံးရောသမမှုပြီးတော့ငါတွေသူတွေနဲ့လုတ်လိုက်တာကတန်ရောစဉ်ဖြစ်တယ်လို့ခေါ်တာတတ်တတ်တွေသူကတခြားစီတွေတတ်တတ်တွေလို့နားလည်ထားစိတ်ကစိတ်တတ်စိတ်သဘောကစိတ်သဘောပဲသဘောတရားဆိုတဲ့ဓမ္မယုံကဓမ္မယုံပဲထိုနှစ်ပါးကို အစွဲပြုပြီးတော့ငါတွေးတာတူတည်တာအတိတ်နာကပြစ္ဆုတ်ပံစသဖြင့်အဲ့ဒီလိုပုံဖော်ကြံစည်တွေးတော့အဲ့ဒါတွေအကုန်လုတ်တာကတန်ရောစဉ်လို့ခေါ် ဲ့ဒီအခြေအနေကိုလည်းပဲဒီတိုင်းပဲဒီတန်ရောစင်နဲ့ပဲယက်တည်နေကြတာပဲလေအဲနောက်တစ်ခုမဖြစ်သေးတဲ့တန်ရောစင်ဖြစ်ကြောင်းဆိုတော့အိဋ္ဌသုခအတ္တသုဘလို့နှလုံးသွင်းရင်မဖြစ်သေးတဲ့တန်ရောစင်ဖြစ်မယ်အိဋ္ဌဒုက္ခအနတ္တအသုဘလို့နှလုံးသွင်းရင်တော့ဖြစ်ပြီးသားတန်ရောစင်တွေကိုပယ်ပြီးသားဖြစ်တယ်နောက်အခါတန်ရောစင်မဖြစ်နိုင်တဲ့အခြေအနေထိရောက်ဖို့ဆိုတာကတော့အဲ့ဒီတရားကမဉ္ဇဏ်ဖုန်ဉ္ဇဏ်ရခြင်းပဲလို့ဒီလိုဆိုလို့အဲ့ဆိုတော့ ဒီတရားတွေက သူဟာငါဟာလို့တခါတည်းပြောထားတာမဟုတ်တဲ့အတွက်တလောကလုံးမှာ ရှိတဲ့သဘာဝတရားတွေလို့ပြောတာအဲ့ဒါကြောင့်သဘောတရားကိုရှုတယ်လို့ခေါ်တာဒါအဲ့လောက်ရှုနိုင်သွားပြီဆိုရင်ဒီအပေါ်မှာဒီ12ခုပေါ်မှာ6ခု2ခုပေါင်းလိုက်တော့12ခုဒီ12ခုပေါ်မှာဘာတွေဖြစ်သွားသလဲဆိုအသိဉာဏ်တွေဖြစ်သွားတယ်။ဩတတ်တတ်စီတွေဖြစ်နေတယ်။ မကဲခိုင်မှုမပါဘူးဒါတွေအကုန်လုံးနားလဲသွားတယ်ဆိုညံဖြစ်တယ်ခေါ့အဲ့ဒီညံကတတိရှိလို့လားမရှိလို့လားဆိုတာတတိရှိလို့ညံဖြစ်တာအဲ့ဒီတတိနဲ့ညံနဲ့ဖြစ်နေတာဘာကြောင့်လဲဆိုတော့အကုသို့ဆိုတာတွေကိုစွန့်ပြက်နိုင်တဲ့ဝရိယကြောင့်ဖြစ်တာအဲ့တော့ဒီနေရာမှာတတိရဲ့ဝရိယရဲ့ညံရဲ့ဖြစ်ပြီးဆိုလို့ရှိရင်ဝန်းစားလိုက်တော့ ဒါတရားအားထုတ်လို့ဒါပထမအဆင့်ဒီသဘောတရားကိုရှုနည်းမှာပထမအဆင့်ပြီးသွားပြီဒုတိယအဆင့်ဖြန့်ပါဆိုတဲ့ဟာကတော့လောကကြီးမှာ သူတွေငါတွေရဲ့လို့မဟုတ်တော့ဘူးသဘာဝတရားတွေပဲပုဂ္ဂိုလ်တတ္တဝါဆိုတဲ့ဟာကပြောပြစရာမရှိဘူးသဘာဝတရားကိုမိပြီးတော့တန်ရောစင်ကပုဂ္ဂိုလ်တတ္တဝါလို့ဖော်ထားတာ တန်ရောဇင်ဆိုတဲ့ဟာကပဲပေါ်ထားတာအဲ့ဒါလည်းသဘာဝတရားတစ်မျိုးပဲပုဂ္ဂိုလ်တ attva ဆိုမူရင်းအကိုမပါတာလို့နားလည်သွားပြီးဖြန့်ပြီးပြီဆိုရင်ဒါသဘောတရားပြင်ကြီးကို နားလည်သွားတာအာယရဏပြင်ကြီးပဲလို့နားလည်သွားတယ်အဲအဲ့ဒီလိုဖြန့်ပြီးတော့ပြင်ကြီးအဖြစ်ကိုဘုံနေဘဝတွေတက်ရှိတဲ့မဲ့အကုန်လုံးကယုတ်တရားနန္တရားပြင်ကြီးပဲလို့နားလည်သွားလို့ရှိရင်ဒါကဒုတိယနီးဒုတိယအဆင့်ရပါပြီ နောက်ဒီသဘောတရားတွေဖြစ်ဖို့အတွက်ဘာလိုအပ်သလဲဆိုရင်ဒီသဘောတရားတွေစုပုံပြီးတော့တဏှာထဲမှာဖြစ်နေဖို့ဘာလိုအပ်တယ်ဆိုတော့သမှုရိယသစ္စာကခြေတုပ်ရတယ်။သူခြေတုပ်လို့ရတဲ့အရာတွေကဘာတွေလဲဆိုတော့ကံတရားတွေ။အဲကံတရားကို အမိပြုပြီးတော့သူတိဆောက်လို့ရတဲ့ခြေတုပ်လို့ရတဲ့မျက်စိတွေနားတွေအဆင်းတွေစသဖြင့်အဲ့ဒါတွေအကုန်လုံးကိုပေါင်းစုပြီးခြေတုပ်တဲ့ချက်နေတယ်ဆိုတော့သမှုရိယသစ္စာဆိုတဲ့အကြောင်းကိုတွေ့တယ်။ နောက်တစ်ခုဒုက္ခသစ္စာဆိုတဲ့အကြောင်းကိုဖြစ်ချင်းဆိုတဲ့ဒုက္ခသစ္စာအကြောင်းကိုတွေ့တယ်။အဲဒီလိုဖြစ်တဲ့နေရာမှာပဲပြတ်သွားခြင်းဆိုတဲ့ဒုက္ခသစ္စာအကြောင်းကိုလည်းဒုက္ခသစ္စာကိုလည်းတွေ့တယ်ပေါ့။အဲဒါဆိုဖြစ်ချင်းကိုလည်းတွေ့တယ်ဖြစ်ကြောင်းကိုလည်းတွေ့တယ်ဖြစ်ချင်းကိုလည်းတွေ့တယ်။ပြတ်ကြောင်းဆိုတဲ့ဆန်းကျင်ဘက်မျိုးစုံ ပေါင်းစုလို့ပေါင်းစုခြင်းဆိုတဲ့ပြတ်ကြောင်းကိုလည်းတွေ့တယ်ပြတ်ချင်းကိုလည်းတွေ့တယ်။အဲဒီလိုရှုနိုင်သွားပြီဆိုရင်ခုနကတည်းက တတ္တဝါတွေကဒီအာရမအာယရဏတွေကိုပဲအာကိုထားတာလေအဲ့ဒီအာယရဏတွေကိုဘာမှအာကိုစရာမရှိတော့ဘူးတကယ်အာကိုလို့ရတာကသူတို့ကိုသိတဲ့သူတို့ကိုသိလို့ရတဲ့ဉာဏ်ရဲ့တတိရဲ့ဝရိယရဲ့ဒါပဲအာကိုရာရှိတော့တယ်လို့နားလည်သွားလို့ရှိရင်အဲတတိတွေခိုင်းလာမယ်မြဲလာတတိအာကောင်းရင်ဉာဏ်အာကောင်းမယ်ဉာဏ်အာကောင်းလို့တတိအာကောင်းတယ်အဲ့ဒါဆိုရင် တတိညာနေအာကောင်းပြီးတော့ငါဘဝကတတိနဲ့ညာနာအာကိုရပဲလို့ဆုတ်ကန်လိုက်တဲ့အခါမှာတစ်ချိန်လုံးကဒီအာယရဏတွေကိုမျက်စိတွေနားတွေအဆင်းတွေဓာတ်တွေကိုအာကိုမိခိုနေတဲ့ဟာတွေအားလုံးကိုမိနေတာတွေအကုန်လုံးကိုလွတ်ချလိုက်တယ်အဲ့ဒါကြောင့်ဘာတရားကိုမှမမိဘဲနဲ့နေနိုင်သွားပြီလို့ဆိုလိုတယ်အနိသိဒောစဝိဟာရတိနောက်အဲ့ဒီအာယရဏ၁၂ပါးစလုံးကို နှက်ပြီးတော့စွဲနေတဲ့အရာတွေအကုန်လုံးကိုလည်းစွန့်ပစ်နိုင်တဲ့အတွက်ကြောင့်မို့ဒီအာယရဏတွေအကုန်လုံးကိုငါတို့ငါဥစ္စာတို့ဆိုတာနဲ့ဘာမှတိမ့်ပိုက်မှု မရှိတော့ဘဲနဲ့သဘာဝတရားကိုသဘာဝတရားအတိုင်းရှင်းရှင်းလင်းလင်းမြင်တဲ့ဉာဏ်ဖြစ်ခြင်းဟာနတ်စာကိဉ္စီလောကေဥပါဒိယတိတာယဟန္တာဖြစ်စီဒီမညာဖွညာဖြစ်ပါတယ်လို့ဒီလိုဟောပါတယ်အဲ့ဒါဆိုအာယရဏ၁၂ပါးရှုွက်ကတော့ စုံစုံစည်းစည်းပဲတလောကလုံးမှာရှိတဲ့ဖြစ်တည်မှုတွေကို အကုန်နားလည်သွားသလိုအဲ့ဒါဆိုတော့ဥပမာလေးတစ်ခုပြောမယ်ကျွန်တော်ကဈေးသွားတယ်ဈေးကိုတွေးခဲ့တယ်ပေါ့အဲ့ဒါဆိုကျွန်တော်ဈေးကိုတွေးခဲ့တယ်ဆိုတဲ့ဟာကမျက်စိကတွေးတာလားအဆင်းမျက်စိကအဆင်းကိုပဲတွေးတာဈေးကိုမတွေးဘူး မျက်စိစီကျွန်တော်ရဲ့မျက်စိကအဆင်းကိုပဲတွေ့တာဈေးကိုမတွေ့ဘူးအဖြူအနီအကြောင်းကြားဆိုတဲ့ဟာကိုပဲတွေ့တာအဲ့ဒီဈေးကိုသွားတယ်ဈေးကိုတွေ့ခဲ့တယ်ဆိုတဲ့ဟာကတန်ရောစင်အဲ့မျက်စိနဲ့အဆင်းကိုမိပြီးဖြစ်နေတဲ့ဒါကဈေးပဲလို့တစ်ချိန်လုံးကဆွဲစုပြီးတော့နာမည်တက်ထားတဲ့ဒါကဘာဈေးညာဈေးလို့ဆွဲစုပြီးနာမည်တက်ထားတာကိုတွေ့တာအဲ့ဒါဆိုရင်တန်ရောစင်ကိုတွေ့တာ အဲ့ဒါကိုရင်ထဲမှာရှိနေတဲ့ဟာတွေအကုန်လုံးကတန်ရောစင်တွေကြီးပဲရှိရှိသာဆွဲခဲ့တဲ့တန်ရောစင်တွေကိုပဲနောက်နောက်လူတွေကဆွဲပြီးတော့တန်ရောစင်နဲ့ပုံဖော်ပြီးတော့အဲ့လိုဆွဲနေကြတာအဲ့ဒါဆိုမျက်စိကလည်းတတ်တတ်အဆင်းကလည်းတတ်တတ်ဈေးလိုထင်နေတဲ့တန်ရောစင်ကတတ်တတ်ပဲအဲအဲ့ဒီသုံးခုကိုနားလည်သွားအဲ့ဒီတန်ရောစင်တွေထူးထူးခြားခြားဖြစ်ဖို့ဆိုရင် နေဆာဒုက္ခအတ္တဒုက္ခလို့ပို့ပို့ပြီးတော့ထင်လာရင် အဲ့ဒီတန်ရောစင်တွေထူထူလာတယ်တဲ့အနိစ္စဒုက္ခအနတ္တအတုပပဲလို့မျက်စိနဲ့အဆင်းဟာဘာမှမဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုမြင်လာပြီးတော့မျက်စိအကြောင်းသိတယ်အဆင်းအကြောင်းသိတယ်တန်ရောစင်အကြောင်းသိတယ်ဘာမှမဟုတ်ဘူးပုံဖော်ထားတာလို့နားလည်သွားပြီဆိုလို့ရှိရင်အနိစ္စဒုက္ခအနတ္တအတုပအဖြစ်မြင်သွားလို့ရှိရင်တန်ရောစင်မဖြစ်တော့ ပညာအနေနဲ့တော့ဗာဈေးညာဈေးတော့ရှိနေပေမဲ့ငါတွေးတဲ့ဈေးအဲ့ဈေးမှာဗာဖြစ်တယ်ပျော်စရာရှိတယ်စသဖြင့်အဲ့လိုအတွင်းထဲမှာထဲကျင်တယ်လို့ထဲတယ်တန်ရောစင်မရှိတော့ဘဲနဲ့ကိုယ့်ရဲ့နဲ့မှာချုပ်ငိမ့်သွားတယ်ဘာမှမရှိတော့အဲ့ဒီမရှိတော့ဘဲနဲ့အဲ့ဒီဈေးဆိုတဲ့ဟာကမျက်စိကိုလည်းမကတ်တော့ဘူးအဆင်းဈေးဆိုတဲ့အဆင်းကိုလည်းမကတ်တော့ဘူးဈေးလို့ပုံပေါ်ထားတဲ့တန်ရောစင်ကိုလည်းမကတ်တော့ဘူး ဘာကိုမှမကတ်တော့ပဲနဲ့ဒါကအကုန်လုံးကသဘာဝတရားတွေတစ်ခုချင်းတစ်ခုချင်းမှာဘာမှအတိဘယ်မရှိဘူးအကုန်လုံးကိုဆွဲစုပြီးပေါင်းစပ်ပြီးတော့သမှုရိယသက်စာလှုပ်ထားလို့အတိဘယ်ရှိနေတဲ့အခြေအနေမျိုးကိုရောက်နေတာပဲလို့လွတ်ချလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အနိစ္စဒေါသဝိရတဲ့ဒီမျက်စိကိုကတ်နေတာအဆင်းကိုကတ်နေတာဈေးကိုကတ်နေတာဘာမှ ကန့်ညင်မှုမရှိတော့ဘဲနဲ့သဘာဝကိုသဘာဝအတိုင်းမြင်တဲ့အဆင့်ကိုရောက်သွားပါလေတဲ့အဲအဲ့ဒီလိုလေနှလုံးသွင်းဆင်ခြင်ကြည့်ပါကိုမြင်တာပါလေကိုကြားတာပါလေနားဆိုတာအတန်ကိုပဲကြားတာအဲဘသူအတန်ညာသူအတန်တွေထည့်ထားတာတန်ရောစင်ကိုသိတာအဲ့ဒီလိုခွဲခွဲကြည့်လိုက်လို့ရှိရင် မျက်စိနဲ့အဆင်းအပြင်းတန်ရောစဉ်တန်ရောစဉ်ဆိုတဲ့ဟာဘေးနားမှာဓုတခုအနေနဲ့ငါးသီးသူသီးတွေရှိရှိနေတဲ့ဟာကိုတန်ရောစဉ်လို့ခေါ်တာလို့အဲ့လိုလေးနားလည်လိုက်လို့ရှိရင်ဒီတရားကိုအာထုတ်တတ်သွားပါပြီလို့ကဲအလုံးကိုစိတ်နှပါဘေးရန်ကွာရဲ့